နေ့စဉ်စကားပြောမှာဒီစကားပြောပရန်လေးတွေကတော်တော်လေးအသုံးဝင်တယ်နော်တခါလေးရအောင်လေ့လာသွားမယ်နော်နေ့ပဲနေ့ပဲကို just because ကိုတုံးပြောလို့ရရယ်နော် तू ကရုပ်ချောတာနဲ့ပဲသဘောကောင်းတယ်လို့ပြောလို့မရဘူး तू ကပတ်စံရှိတာနဲ့ပဲသဘောကောင်းတယ်လို့ပြောလို့မရဘူးအဲ့ဒီဟာလေးကိုဒီ just because နဲ့တုံးပြောလို့ရရယ်နော် just because she is rich doesn't mean she is honest तू အချမ်းသာနဲ့ပဲရိုးသားတယ်လို့ပြောမရဘူး just because she is tall doesn't mean she is cute သူအရက်ရှည်ရနဲ့ပဲချစ်စရာကောင်းတယ်လို့ပြောမရဘူး okay စသဖြင့်စောင်းနေအများကြီးပဲတိဆောက်လို့ရပါတယ်နောက်တစ်ခုကစိတ်ကူးကြည့်လို့မရအောင်စိတ်ကူးကြည့်လို့မရတဲ့ဟာကို can't imagine တော့ပြောလို့ရရနော် i can't imagine my life without you မင်းမရှိတဲ့ငါဘဝကိုတွေးကြည့်လို့ကိုမရဘူးငါမျိုးအရန်ချစ်တယ်ဆိုတော့ပြောကြရပါတော့ okay i can't imagine myself living there i don't like that place ငါကငါအဲ့မှာနေနေတာစိတ်ကူးကြည့်လို့ကိုမရအောင်ငါအဲ့နေရာကိုမကြိုက်ဘူး okay ဒါဒီနေရာမကြိုက်တဲ့ဟာကိုဖိပြောရင်ပါနော်နောက်တစ်ခုက စီစဉ်ထားတာတွေကိုပြောတဲ့ခါမှာဆိုရှင် buffer energy တုံးပြီးပြောလို့ရအောင်နော် pressure continuous tension တုံးပြီးပြောလို့ရတယ် I am going to Yangon tomorrow မနေ့ပြန် Yangon သွားမှာအခုသွားနေရတော့မဟုတ်ဘူးမနေ့ပြန်မှသွားမှာသွားဖို့စီစဉ်ထားတာဒီဘောကိုပြောချင်တာ okay I'm leaving tomorrow မနေ့ပြန်ထွက်ခွာမှာ I'm driving to Bangkok next week နောက်ပတ်မှာ Bangkok ကိုငါကားနဲ့သွားမှာ okay စာပြပြောလို့ရအောင်နော်အခုကတရွေ့တော့တရွေ့တော့ as long as ကိုတုံးပြောလို့ရအောင်နော် as long as you love me you are safe မင်းငါ့ကိုချစ်နေသေးတော့မင်းလုံခြုံတယ် as long as you have a lot of money i love you မင်းပတ်စံအများကြီးရှိနေသေးရငါမင်းကိုချစ်မယ်စသဖြင့်ပြောလို့ရရနော် okay ပိုရတော့အောင်လို့ as long as ကိုတုံးပြဥမာတကြောင်းတော့ comment မှာရေးသွားမှာနော်အကျိုးရှိရဆိုလို့ရှင်တော့နောက်ဆက် value တွေအတွက်ဒီကောင်းလေး follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video